BC ရဲ့ reset တွေမဟုတ်ပဲလေဒီចောင်းရဲ့ပေါ့နော်เจ้าเนี่ยเลยสัตว์ดีมาแล้วก้าวเลยปะเนาะเปิ่มจุชินอยู่เสียไม่รู้เว้ยเนี่ยที่เจ้ามาเนี่ยท้ายเองเลยปะเนาะที่กระมาบายเนี่ยอศีพีเลยแล้วพี่ก็สปีกิ้งเทสบายเนี่ยอะไรเนี่ยอศีพีเลยปะเนาะมิงลาบาเจ๋โอเคมาครับ language school เนี่ยอายีเนี่ยมาบาเจ้าจีดีซีโอช่วยแชร์โพสต์ส่งแฟกเข้าให้เลยใช่จีดีซีอ่ะ ဟိုတမီးလေးငငယ်အကြီးမားလေးပေါ့နော် အကြီးမားလေးဒီဟိုဟာမူကြိုသေးရပေါ့နော်ကြာပြီပေါ့နော်ငါးနှစ်ကျော်တည်းရနေပြီးတော့ထောက်လျှောက်ထားခဲ့တာပေါ့နော်ထောက်လျှောက်ထားခဲ့ဆိုအငယ်လေးကိုလည်းထောက်လျှောက်ဒီမှာထားလိုက်တာပေါ့နော်နောက်ပြီးတမီးလေးအကြီးလေးရဲ့တိုးတက်မှုမှတန်းရတယ်ထောက်လျှောက်သူကတိုးတက်မှုဖြစ်လာတဲ့အတွက်ကြောင့်မလို့အခုအငယ်လေးကိုလည်းဆက်ပြီးထားဖြစ်တာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲမီလီရဲ့ language skill ပိုင်းဆိုင်ရာတိုးတက်လာမှုအများကြီးတရားမှာဗာတိုးတက်မှုကိုအားရစနေရှင့် သူရဲ့ speaking touch ပေါ့နော်တယောက်နဲ့တယောက်ဘသူ့ကိုပဲမဆိုသူပြောနိုင်တယ်အဲမာလူကြီးပဲဖြစ်ဖြစ်ပေါ့နော်သူနဲ့ရွေးသူကြီးမဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကိုသူ level တန်းပြောနိုင်နေပေါ့နော်ကဲမောင်အမ်မီလီယာညီမတို့ GDC မှာအကြောင်းတက်လာတာအခုဆိုရင်ဘယ်လောက်ကြာပြီလဲရှင် အကြီးလေးဆိုရင်15နှစ်လောက်ရှိပြီပေါ့ဟုတ်ကဲ့ပါဟုတ်ငယ်လေးရောက်ကိုဟိုမူကြွားထပ်စားထားရဆိုတော့ငယ်လေးရောက်9နှစ်လောက်တော့ရှိပြီပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်မိမိလေးတွေက British Council မှာအေးဆန်းဝင်ဖြစ်ထားမျိုးတွေရောရှိလားရှင့်ရှိပါတယ်အကြီးလေးရကြတော့တောက်လျှောက်ဖြစ်တာသူကဆက်တာနေတောက်လျှောက် Business Council သူတောက်လျှောက်ဆက် BC ကိုအခုဆိုရင်သူက FC ဖြစ်ရမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်မိမိလူလူရဲ့အောင်မြင်မှုအမှတ်တိုင်လေးတွေပြပြပေးပါဦးရှင့်အင်း ရှိရှိလေးတွေပေါ့နော်ဘယ်လောက်ရခဲ့လဲရှင်မဟုတ်နော်ဖို့ရှိပဲတောက်လျှောက်ရတာဟုတ်ကဲ့အကြီးမားလေးရတော့ဒါစတတာဖြည့်တဲ့ရတယ်အခုအခုဖြည့်ခဲ့တဲ့အမတ်တီပေါ့နော် FCET ကိုသူတောက်လျှောက်ရခဲ့တယ်ပေါ့နော် FC ရောမဖြည့်ရသေးဘူးအခုဒီနေ့မှဖြည့်ရမှာပေါ့နော်ဟုတ်ကဲ့မဟုတ်ဟုတ်အဲမီလီတွေကိုပေါ့နော်တိုးတက်မှုရှိအောင်ပြည့်စုံပြောင်းပေးနေတဲ့ instructor တွေအပေါ်မှာနေတဲ့ကျေးဇူး ဒီစကားလေးပြပြပေးပါအောင်ရှင်။သမီးလေးရဲ့ဒီ dress လေးတွေပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အတွက်ကြောင့် dress လေးတွေอ่ะပေါ့နော်ဒီအင်္ဂလိပ်ရဲ့ဟိုဒီဟိုဟာ dress တွေမဟုတ်ဘဲနဲ့ BC ရဲ့ dress တွေမဟုတ်ဘဲနဲ့ဒီចောင်းရဲ့ပေါ့နော်ចောင်းရဲ့ dress တွေမှာလည်းကောင်းနေပေါ့နော်ဟိုလိုမျိုးပြင်မကျူရှင်ယူစရာမလိုပဲねဒီเจ้าမာနေထားရင်းနေပေါ့เนาะဒီ grammar ဘိုင်းနဲ့အစီအပြေတယ်နောက်ပြီးတော့ speaking test ဘိုင်းနဲ့ အဲ့လိုမျိုးအဆင်ပြေရေပေါ့နော်အကုန်လုံးပေါ့နော်ဟုတ်ဟောမီလီရေပေါ့နော်ဘွားတို့တက်ဖို့အတွက်ကို English language ကဘယ်လောက်ထိအထောက်ပံ့ကောင်းနေပြီးနိုင်တယ်လို့မမအနေနဲ့ခံယူထားလဲရှင် ကလေးရဲ့ဆန္ဒပေါ်မူတည်တာပေါ့နော်ကလေးရဲ့သူဘာဖြစ်ချင်လဲသူတို့ရဲ့ဟိုဟာပေါ်ပေါ်မူတည်ပြီးတော့စိတ်ဆန္ဒပေါ်မူတည်ပြီးတော့သူတို့ကတော့အဓိကတော့ဒီအင်္ဂလိပ်ရဲ့ language ဘာကိုသူတို့ကအရင်သဘောလဲကြတယ်နောက်ပြီးတော့ဟိုဟာလည်းဖြစ်တယ်ပေါ့နော်မိခင်ဘာသာစကားလိုမျိုးသူတို့ကအစဉ်အလိုဖြစ်သွားတဲ့အတွက်ကြောင့်သူတို့တွေအစိတ်အစဉ်ပြေတယ်ပေါ့နောက်တော့သူတို့ကဒီအင်္ဂလိပ်လိုလဲသူတို့မကြောက်တော့ဘူးပေါ့နော်အင်္ဂလိပ်စာကိုလဲသူတို့ဟို အခုမှတင်တယ်လို့မျိုးသူဒီစာအုပ်မျိုးမကြောက်တော့ဘဲနဲ့သူတို့မိခင်ပါသားစကားလိုမျိုးသူထောက်လျှောက်ပုံတော့ပြောနိုင်ဆိုနိုင်နောက်ပြီးတော့အဲဘဲဘဲဝါးဘဲဖြည်းဖြည်းပေါ့နော်ဥပမာဆိုရင်ပဲပဲကြောင်းပဲတော်တော်ပေါ့နော်သူဖြည့်နိုင်တယ်ပေါ့နော်ကဲမလားဟုတ်အဲမီလီယူရဲ့ပေါ့နော်အင်္ဂလိပ်စာ language skill အပြင်ကိုတခြားတွေ့တဲ့ကြောင်းလိုက်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပြောပြပါအောင်ရှင့်စာတိုးတက်ပြောင်းလဲမှုနေဆိုရင်သူ ကိုကိုဆိုရင်တော့ဟိုဟိုចောင်းနဲ့ပတ်သက်လို့ပေါ့နော်ចောင်းနဲ့ပတ်သက်လို့ exam တွေမှာလည်းအဆင်ပြေတယ်ចောင်းဆိုတာဒီအစိုးရចောင်းနဲ့ပတ်သက်လို့ exam တွေမှာလည်းအဆင်ပြေတယ်နောက်ပြီးတော့အခုဟိုသူဒီတခြားပေါ့နော်တခြား VC တွေမှာဆိုလို့လည်းဟိုအလိုလိုဖြည့်မဲ့ဟာတွေပေါ့နော်တခြား ဟိုသမီးလေးအခြားအပိုင်းတွေပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်သူ test တွေပါဖြေတဲ့ဟာတွေပါဆိုလဲသူလည်းဆက်ကောင်းနေရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အခုလိုအချင်းကြားဖိပြီးပြကြပြီးရကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်မဟုတ်မင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေရှင်ဟုတ်